မနူဟာနော်ရထာမင်းစောလဲဥကာယာမတို့ရောက်လင်းဇံယူတော်မူခဲ့သောတရေတခတ်ဆရှိသောပညာတဲ့အပေါင်းတို့ကိုအတိအသည့်အစုအကွက်ချ၍နေရ၏။ရိယာတတော်အပေါင်းတို့ကိုလည်းယရနာအတိပြီးသောဗရမျာကျုပ်တွင်ဌာပနာ၍ခေါင်းရင်တော်၌အမြဲထား၍ကိုးကွယ်တော်မူ၏။ဒီတကအဆုံ30တို့ကိုလည်းယရနာအတိပြီးသော ပြသက်၌ထား၍ရိယာတန်ဃာတော်အားတင် जा ပို့တာရ၏။မနုဟာမင်းကိုလည်းမြင်းကပါရက်၌အလုတ်ကျွေးနှင့်တကွာနေရ၏။ဟိုမနုဟာမင်းအာနုဘော်ဒီက စကားပြောတော့ဂရင်းမှာဆက်ပြောင်ပြောင်ထွက်တော့ဟူ၏။နော်ထာမင်းစောလဲမနူဟာမဲဖူးမြင်လာ၍ဥချလာတော့အခါဇတိမွေးရင်ထား၍ထိတ်ထိတ်လန့်လန့်ရှိတော်မူကြ၏။ခြေလက်တော့မနူဟာမင်းဖုံးတခုအာနုဘော်ကိုညံ့စေခြင်းကမနောလင်ပန်းနှင့်စားတော်ပြင်ပြီးတော့ဘုရားမှ တင်စေ၍ထိုစားတော်ဖြင့်မပြတ်မင်းကိုကြွေးတော်မူ၏။မနူဟာမင်းလဲမစုံစမ်းမစင်ခြင်းစားတော်ခေါ်လေ၏။ခြေလက်တော့မိမိဂရင်းမှထွက်တော့ဆက်ရောက်သည်ကြွယ်ခဲ့၏။ထိုဆက်ရောက်ကြွယ်ရာတွင်မှ ငါကြံညားတော်လည်းမဖြစ်နိုင်ချေဟု၏နှလုံးချတော်ဟု၏ယင်းတို့မှာတဝေကရသည်ဖြစ်၍ဒဏ္ဍာရဝဲကျင်လည်သည်၍သူနိုင်ဒီကိုမဖြစ်လို့ဟု၏ကြီးစွာသောဖျားထက်ဝဲတဆူဗြိနိဗံပြုတော်မူခံပေါင်းလဲတဆူတည်တော်မူ၏ထိုဖျားကိုယခုတိုင်အောင်မနူဟာဟု၏တွင်၏မန္တန်ရာဇဝံတော်ကြီးမနူဟာဖျားသည်ယင်းကဘာတွင်ရှိသောဂူဖျားများအနက်ထင်ရှားဆုံးအကြီးမားဆုံးဖျားတဆူဖြစ်သည် ရထာမင်းကြီးသည်ဘီကတ်တော်ရယူလိုသည်ဟုသောအကြောင်းပြချက်ဖြင့်ဒုဝနာဘူမိတထုံပြည်ကိုစစ်အားဖြင့်အနံတက်ယူပြီးလေဒုဝနာဘူမိနှင့်ပညာသည်တို့အား၎င်းရိယာနေဝင်ထေတန်ကရှင်မြတ်များအား၎င်းဂံပြည်တို့စောင့်ခြင်းလာခဲ့သည်ထို့ပြင်တထုံဘရင်မနုဟာမင်းကိုလည်းစစ်တုံမှန်းအဖြစ်ဂံပြည်တို့ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်ဗဂံပြည်မြင်းကပါအရ၌စစ်တုံမှန်းအဖြစ်ဖြင့်နေရစင်ကာလအတွင်းတွင်မနုဟာမင်းကြီးသည်မနုဟာဖျားကိုတီးခြင်းဖြစ်သည် ရန်ကီတုံ့ပန်းဖြစ်နေရသောမနူဟာမင်းကြီးနှင့်ပတ်သက်၍၎င်းမင်းကြီးတဲသောမနူဟာဖျားနှင့်ပတ်သက်၍၎င်းဇလန်းဆက်ကွက်များရှိသည်။အချို့ဇလန်းများမှာတမိုင်းစာအုပ်များ၌ပါရှိပြီးအချို့ဇလန်းများမှာအဆင့်စကားအဆင့်ကြားသောဗဇက်စကားများဖြစ်ပုံရသည်။မနူဟာမင်းကြီးနှင့်ပတ်သက်သောဇလန်းတစ်ပုဒ်မှာမနူဟာမင်းကြီးအားနန်းနှိမ်သည့်ဇလန်းဖြစ်သည်။မန္နရာဇဝင်စသည်လို၌ရေးသားဖော်ပြထားသည့်အတိုင်းဆိုလျှင်မနူဟာမင်းသည်ဖုန်းတကူအာနုဘော်ရှိသောဘုရင်တစ်ပါးဖြစ်သည်။စကားပြောသည့်အခါ အာဂရဲမှာဆက်ရံဝင်ဝဲထွက်နေသည်ဒိုးချောင်းကိုအနောထာမင်းကြီးတိသွားတော့ခါထိတ်လန့်သွားပြီးမနူဟာမင်းကြီးဖုံးနှိမ်သွားအောင်ကြိုးစားအားထုတ်သည်နောလင်ပန်းနဲ့ဖျားဆုံးတော်တင်ပြီးတော့ဇွန်တော်ကြာကိုမနူဟာမင်းအားကြွေးသည်ဇွန်တော်ဆွန့်စားမိတော့ကြောင့်မနူဟာမင်းဖုံးတကူပြေသွားသည်ဘုံမန်းဘွားဖြစ်နေရသောမနူဟာမင်းသည်မိမိတိုင်းမည်၌ငင်းတစုဖြစ်နေရသလောက်ဟုလွတ်လပ်မှုရှိမည်မဟုတ်ပေနန်းဖျား၌ချွေရန်တင်းမင်းများနှင့်ထဲထဲဝါဝါနေရသည်ဟုဆိုတော်လဲ အကြံကျုံးနဲ့နေရသည့်သဘောတာဖြစ်ပေလိမ့်မည်။နော်ရာမင်းကြီးသည်မနူဟာမင်းကြီးအားထိုက်လျောက်လွတ်လပ်ခွင့်ပေးထားတော်လဲနောက်ပိုင်း၌မနူဟာမင်းနှင့်အနွယ်တော်များအားရွေးစည်းကုန်ဖျား၌ဖျားကြုံဖြင့်လှူဒန်းထားလိုက်သည့်ဖြစ်၍မနူဟာမင်းမိသားစုသည်ဇက်နိုင်ဘုရားရောက်သွားရသည်ဟုတချို့သမိုင်းများ၌ဆိုထားသည်။ထို့ကြောင့်နော်ရာမင်းကြီးသည်မနူဟာမင်းအပေါ်ဖိနှိပ်ချုပ်ချယ်မှုပြုသည်မှာမဖြစ်နိုင်စရာအကြောင်းမရှိပေ။သို့တော်လည်းမနူဟာမင်း၏အာကရင်းကဆက်ဝင်းဝင်းဇလန်းသည့် ်နော်ထာမင်းကြီး၏ရင်းဖိနှိပ်ချုပ်ချယ်မှုကိုဇန်းနာအောင်သို့မဟုတ် dramatic ဖြစ်အောင်ဖန်တီးပေးထားခြင်းဖြစ်ပေလိမ့်မည်။ပုဂံတမိုင်းဆရာတို့သည်ဘုံရှင်ကန်ရှင်တဦးဦးအားအဂရင်းတဲကဆက်ရောင်ပိုင်ရှင်ဖြစ်ကင်မွန်းတက်လိရှိကြသည်။ယင်းတို့ကင်မွန်းတက်သည့်အခြားတာရကတစ်ခုလည်းရှိသည်။ကျန်စစ်သားကိုလည်းအာဂရင်းကဆက်ရောင်ပိုင်ရှင်ဖြစ်တမုတ်ကြသည်။နော်ထာမင်းကြီးသည်ကျန်စစ်သားအားမိခင်၏ဝမ်းပိုက်အတွင်ပြိတ္တရီတီစဉ်ကပင်တုတ်ပင်ပြစ်ဖို့ကြိုးစားသည်။သောတော်လည်းအောင်မြင်ထမြောက်ခြင်းမရှိဘဲ ကျန်စစ်သားတစတစအရွယ်ရောက်လာပြီးနောက်ရဟန်းပြူသောအခါရဟန်း၏ဒရဲမှဆက်ရောင်ပြောင်ပြောင်လက်လက်ထွက်သည်ကိုတွေ့မြင်ရသည်ဖြစ်၍နော်ထာမင်းကြီးထိတ်လန့်တုန်လှုပ်သွားသည်ရင်းတို့အဖြစ်ဘုံရှင်ကန်ရှင်ကျန်စစ်သားအားလည်းအာဂရင်းထဲကဆက်ရောင်လက်နက်တပ်ဆင်ပေးလိုက်ကြသည်နော်ထာမင်းကြီးသည်ရဟန်းပြူထားသောကျန်စစ်သား၏အာဂရင်းထဲကဆက်ရောင်ပြောင်ပြောင်ကိုတွေ့ရသောအခါထိတ်လန့်တုန်လှုပ်သွားသည်ကဲ့သို့မနူဝါမင်းကြီးအာဂရင်းထဲကဆက်ရောင်ပြောင်ပြောင်ကိုတွေ့ရသည့်အခါ၌လည်းထိတ်လန့်တုန်လှုပ်သွားသည်ဇလန်းနှစ်ပုတ်စလုံး၌ ်ရောထာမင်းကြီးအားထိတ်လန့်တော်လုပ်သွားစေသောအရာမှတူညီစွာပင်အာကရင်းထဲကဆက်ရောင်ပြောင်ပြောင်ဖြစ်နေသည်ဇော်နာတင်ကိုစားမိ၍ဘုံတကူပြေရသည်ဆိုခြင်းမှလည်းစဉ်းစားစရာပင်ယင်းအယူဆသည်နောက်ပိုင်းခေတ်ဆက်ဆက်တွင်လည်းပြန်ပွားလာသည်ဆန္ဒတွေကိုမစားကောင်းမစားအပ်သည့်အစာအာဟာရဟူ၍ယူဆကြသည်။ယင်းအယူဆမှာမနုဟာဇလန်းကိုအခြေခံခြင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ဘုရားတင်ထားသောစွန်းဘောစင်မှာထို့အမျက်ဖြစ်ပေလိမ့်မည်။ယင်းထို့အမျက်ကိုမစားကောင်းမစားအပ်ဟုယူဆခြင်းမှာ မသိချော်ပေစွန်လာတင်ကိုခိုးစားမိဆိုသောကြောင့်ခွင်ထားသောခွင်လုံးများလားမသိမဟာယာနဖုံးတော်ကြီးများသည်မိမိတို့တုံးဆောင်မိခဲပွေဘောစဉ်ကိုဖျားတင်ပြီးမှတုံးဆောင်လေးရှိကြသည်ဘရဘိုက်ဒူတင်ဆောင်သောအချို့ထေရဝါဒဆရာတော်ကြီးများသည်လည်းစွန်ဟင်းထည့်ထားသောတပိတ်ကိုဖျားကပ်ပြီးမှဖုံးပေးကြသည်လေစာကြီးညိုအပ်သောဘရဘိုက်ဒူတင်ဆောင်နမေကျော်ကမထာနာစရိယဆရာတော်ကြီးတပါး နေ့စဉ်နေ့တိုင်းစွန်းဘောစဉ်ထဲထားသောတပိတ်ကိုဖះကတ်လှုပ်ပြီးမှဖုံးပေးသည်ကိုတွေ့ဘူးသည်မနုဝါဖះနှင့်ပတ်သက်၍လဲဇလန်းဆက်ကွက်တချို့ရှိသည်ယင်းဇလန်းဆက်ကွက်များမှာလဲနုဟာမင်းကြီးတုံမန်းဘဝမလွတ်လပ်မှုနှင့်နော်ထာမင်းကြီးနုဟာမင်းပေါ်ဖိနှိပ်ချုပ်ချယ်မှုကိုတွဲဝိုက်သောဤအဖြစ်ပေါ်ပြနေကြသည်ပကံပြိ၌မေမီပြားနှင့်မင်းကြီးမင်းသားမူးမှန်များသည့်၎င်းရက်သူရက်သားများသည့်၎င်းပြိုင်ဆိုင်ဖះပထုတ်တည်ကြသည် ပုဂံပြည်တို့တုံပန်းဖြစ်ရရှိလာသောအခါလူဟာမင်းသည်လည်းဖျားတဆူတီလိုသည့်ဆန္ဒဖြစ်ပေါ်လာသည်။ဒေရတွင်နော်ထာမင်းကြီးတုံပန်းဘွားဖြစ်နေရသည့်ဖြစ်၍လူဟာမင်းကြီးတွင်ဖျားတဆူတီနိုင်လောက်အောင်ငွေကြေးတနလုံလောက်မရှိပေ။မိမိမနှောမယကြောင်းမြရွဲကိုမြင်းကဘာတကြွတူးထံရောင်းချလိုက်သောအခါသက်ပြငွေလဲ6စီးတိုက်ရရှိသည်။ရင်းငွေအသက်ပြဖြစ်လူဟာမင်းသည်လူဟာဖျားကိုတီခြင်းဖြစ်သည်။ ရင်းဇလမ်းမှာမနူဟာမင်း၏မလွတ်လပ်သောတုံမှန်းဘွားကိုတွဲဝှိုက်သောနီးအဖြစ်တရုတ်ဖော်ထားသောဇလန်းတပုတ်ဖြစ်ချင်ဖြစ်နိုင်တော်လဲရင်းအကြောင်းကိုမူမနူဟာကြောက်စာ၌လဲဖော်ပြထားသည့်အပြင်တုံမှန်းဘွား၌ငွေကြေးအရှံပဲမတုံးနိုင်ခြင်းမှာယုတ်တိကင်းမဲ့သောအဖြစ်အပျက်လဲမဟုတ်နိုင်ပေ။နောက်ဇလန်းတပုတ်ကိုမူသူတည်သည့်အချို့ကလက်မခံပေ။ရင်းဇလန်းမှာမနူဟာမင်းအပေါ်နော်ထာမင်းကြီးဖိနှိပ်ချုပ်ချယ်မှုကိုတွဲဝှိုက်သောနီးအဖြစ်ဖော်ပြထားသည့်ဆိုသောမနူဟာဖျားဂူအတွင်းမှာရုပ်ပွားတော်ကြီးများဖြစ်သည့် မနုဟာဖျားခုအတွင်း၌ရှေးဘက်တွင်ထိုင်းတော်မူစင်နုတော်ကြီး၃စုနှင့်နောက်ဘက်တွင်လျှောင်းတော်မူစင်နုတော်ကြီးတစုရှိသည်။ယင်းစင်နုတော်ကြီးများသည်အလွန်တရာကြီးမားတော်မူကြသည်ဖြစ်၍ခုအတွင်းနေရာအပြည့်ဖြစ်နေကြသည်။ဂျင်နုတော်ကြီးများသည်မလောက်တာမလှဲ့တာပမာကြက်ကြက်တဲတဲဖြစ်နေကြသည်။ယင်းတို့နေရာမဆန့်အောင်စင်နုတော်ကြီးများကိုညံတော်ကြီးကြီးမားမားထုလုပ်ပူဇော်ထားခြင်းမှာမနုဟာမင်းကြီးသည် နော်ထာမင်းကြီးထိန်းချုပ်ကိုကဲအောင်၌မလုတာမလှဲ့တာဖြစ်နေရဖို့ကိုပေါ်ပြလိုသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။ယင်းထင်မြင်ချက်မှာရိုးရိုးစင်စင်ဖွဲ့ဆိုထားသောကြပြတပုတ်ကိုဝေပန်ရေးဆရာကဝေပန်ရေးအမြင်ဖြင့်ကြည်ပြီးနမိတ်ပုံတွေတင်ဂေတာတွေနဲ့ခွဲခြားဝေပန်တုံးတက်ထားသည်နှင့်တူသည်။အမှန်ကယင်းတို့လှန်ကူအတွင်း၌ရှင်လူတော်ကြီးများဝန်းကျက်ပိတ်လောင်နေခြင်းမှာမနူဟာမင်းကြီးတင်ဂေတာမဟုတ်ပဲလှန်ကူကိုကြီးကြီးမားမားတိစောက်နိုင်အောင်အင်အားမရှိခြင်းနဲ့ ဂျင်းရော်ဂျီများကိုသူများနဲ့တူအောင်ထူထူခြားခြားကြီးကြီးမားမားပူဇော်လိုခြင်းကိုအခြေခံထားခြင်းဖြစ်တန်ရာသည်လူအဖျားအတွင်း၌ဇင်းရော်ကြီးများသာလဲကြီးမားကြသည်မဟုတ်ပေဇင်းရော်ကြီးများ၏ရှေ့မျက်နှာစာရှိတပိတ်မှာလဲဇင်းရော်ကြီးများနှင့်လိုက်ဖက်အောင်ပင်ကြီးမားလှပေသည်မနူဝဖျားသည်အကျဉ်းသားစစ်တုံမန်းဘွားဖြစ်နေရသောမနူဝမင်းကြီးကောင်းမှုတော်ဖြစ်သောကြောင့်၎င်းမြို့တွင်း၌ထုလုပ်ပူဇော်ထားသောထိုင်တော်မူဇင်းရော်တုံးစုနှင့်ကြောင်းတော်မူဇင်းရော်ကြီးများသည်လုံတရားညံတော်မြင်မားကြသည်ဖြစ်သောကြောင့်၎င်း ၎င်းဖျားပထိုးများတွင်ထင်ရှားကြော်ကြသောဖျားတစုဖြစ်နေသည်မနောဖျားသည်ကလားចောင်းခံဖြစ်သည်ပစ္စယများပေါ်၌ဇေဒီငယ်38စုပေါက်ထားသည်ဗောဓိပစ္စယ38ပါးကိုရည်ရွယ်၍ဇေဒီ38စုတည်ထားခြင်းဖြစ်ပုံများသည်၎င်းခီးတဲ့သည်မနောဖျားအတွင်းသို့ဝင်လျက်ဒိုင်းနမှုစင်းလူတော်ကြီး3စုနှင့်ရောင်းနမှုစင်းလူတော်ကြီးကိုဖူးသည်မနုဘကူဖျားအတွင်းကဆင်းလူတော်ကြီးများကိုပူရင်ခရီးတဲ့ကိုယ်တိုင်မွန်းကျက်တယ်လို့တက်ရှူမွားတယ်လို့ မလွတ်လပ်သလိုလိုဖြစ်လာသည်ထို့ကြောင့်ဂျင်းကြက်သောဂူအတွဲမှလေကိုလွတ်လပ်စွာရှူ၍ရှက်၍ရသောအပြင်ဘက်သို့ထွက်လာခဲ့လေသည်